မင်္ဂလာပါရှင်ဒီနေ့အတူတကွစိတ်ဝင်စားစရာအကြောင်းအရာကိုကိုအသေးစိတ်ဆွေးနွေးကြည့်ကြရအောင်အဲ့ဒါကတော့မြင်ရှားသတ္တူတွေပါ rare earth minerals ပေါ့ဒီသတ္တူတွေကအခုခေတ်မှာလေ smartphone တွေလက်စကားတွေနောက်တိုက်လီရဲနေအထိပေါ့အကုန်လုံးမှာမရှိမဖြစ်လို့နေပြီအဲပြီးတော့နိုင်နန်တကအားပြိုင်မှုတွေမှာလည်းသူတို့ကအရေးပါနေတယ်အထူးသဖြင့်ယုံနေပတ်တယ်လိုင်းပေါ့နော်ဒီနေ့ကျွန်မရောအဓိကပြောချင်မှာက rare earth minerals China's strategic weapons ဆိုရဲဆောင်းပါးတွေကအချက်တွေပါဒီသက်တူတွေကဘာလို့ရုပ်အပ်တဲ့အမဟာဗျူဟာလက်နက်တခုလို့ဖြစ်နေရသလဲဆိုတာကိုနားလည်အောင်စူးစမ်းကြည့်ကြမယ်ကဲဒါဆိုစလိုက်ကြအောင်လားပထမဆုံးမေးချင်တာကလေမြေရှားသက်တူဆိုတာအဲနာမည်ကြားရတာရှားတယ်ပေါ့တကယ်ရှားသလားဘာဒီလဲသူတို့ကအဲဒါကစိတ်ဝင်စားဖို့ကောင်းတယ်ဗျာမြေရှားသက်တူဆိုပေမဲ့လေတကယ်တမ်းကဘာပေါ်မှာတော့အတော်လေးပါပါတယ်ရှားတယ်ဆိုတာမဟုတ်ဘူးအော်ဟုတ်လား သူကတတူတမျိုးတည်းကို ပြောတာလည်းမဟုတ်ဘူးဂျက်ဆင်စီရတဲ့ကအမ်ဂျက်ဆင်စခုနမျိုးလောက်ကို စုပြီးခေါ်တဲ့ခေါ်ပေါ်တခုပါအေးဂျက်ဆင်စခုနမျိုးဟုတ်ပြီအဲ့ဒါဆိုရှာရမုံရင်ဘာလို့ဒီလောက်အရေးကြီးနေရလဲသူတွေအတော့ဝင်နိုးကြောင်လားအတိကြပဲဗျာသူတို့ရဲ့အထူးခြားတဲ့ဂုဏ်သတ္တိတွေပေါ့တာလိုက်တတ်တို့လျက်ကူးတာတို့အလင်းထွက်တာတို့အဲ့ဒါတွေကြောင့် အခုခေတ်နီးပညာမြင့် PC တွေမှာမပါရင်မထီတော့ဘူးဟုတ်ကဲ့ smartphone display ကနေဟိုလီယာလျက်စစ်တာပိုင်းတွေကတန်လိုက်ကြီးတွေကားတွေက sensor တွေနောက်ဆုံးကားကိုရေး PC တွေအထိအကုန်ပဲဒါပေမဲ့တကယ်ပြဿနာကသူတို့ကိုရှာရခက်တာမဟုတ်ဘူးဟုတ်အဓိကကအဲ့ဒီမြေကြီးတွေကနေတုံးလို့ရတဲ့အဆင့်ထိရောက်အောင်လုပ်ရတဲ့တန့်စင်ထိုးလို့မှုလုပ်ငန်းစဉ်အဲ့ဒါကရှုပ်ထွေးတယ် ီးတော့အဲ့ဒီတန်ဆင်ဖေးတာထူးကွန်ဈေးကတော့ဘသူကထိမ့်ချုပ်ထားလဲဆိုတာကအဓိကဖြစ်သွားတာอืมအဲ့ဒီမှာဒီယိုကဝင်လာတာပေါ့ဟုတ်တယ်အခုအချိန်ဒီမှာတော့အဲ့ဒီတန်ဆင်ထူးလို့မှုဈေးကအများစုကို တရုတ်ကချုပ်ကင်ထားတယ်တရုတ်ကတော့ဒီလိုထိမ့်ချုပ်နိုင်တဲ့အချိန်ကိုဘလို့ရောက်သွားတာလဲသူဘာသာတော့မဟုတ်တော့ဘူးနော်မှန်ပါတယ်ဗျအဲ့ဒါဆောင်းပါတယ်မှလည်းထောက်ပြထားတယ်ဒီတန်ဆင်တဲ့လုပ်ငန်းစဉ်ဆိုတာကအတော်လေးလက်ဝင်တယ်ဒါတို့ PC ရောစိုင်းရောအများကြီးတုံးရတယ် ပြီးတော့တဘောဝပဝန်းကျင်ကိုလည်းထိခိုက်မှုရှိနိုင်တယ်။အထူးသဖြင့်အရင်ခေတ်ကနှီးပညာတွေနဲ့ဆိုပိုဆိုးတာပေါ့။ဟုတ်ကဲ့။ဒီတော့အနောက်နိုင်ငံတွေဖွံ့ဖြိုးပြီးနိုင်ငံတွေကဒီလုပ်ငန်းကိုလေသူတို့ကညက်ပတ်တဲ့အလို dirty work လို့တောင်းတင်စားကြတယ်။ကိုယ်နိုင်ငံမှာလုပ်ဖို့တင်းစိမ့်မပါကြဘူး။ပဝန်းကျင်စီမင်းတွေကလည်းတင်းကြတော့လေ။ဟုတ်။တေယုတ်ကအဲ့ဒီချီမှာဒီကဏ္ဍကိုအခွင့်အရေးတစ်ခုလို့မြင်ပြီးဝင်လုပ်ခဲ့တာ။ဆဆုနစ်တွေနဲ့ချီပြီးရင်းနှီးမြှုပ်နှံခဲ့တယ်။ ဟုတ်ဆိုတော့တခြားလူတွေမလုပ်ချင်တဲ့အလုပ်ကို तू ကဒိုင်ငါလုပ်ရင်းနဲ့အခုလို့ဖြစ်သွားတာပေါ့တော်တော်မဟာပြောဟာကြတာပဲနော်ဟုတ်တယ်ဗျအဲ့ဒီမှာဆောင်ရည်နဲ့ဒူးရဲ့တန့်စင်ရင်းဒီပညာကြီးကလည်းတဖြည်းဖြည်းတိုးတက်လာတဲ့ပဝန်းကျင်ထိခိုက်မှုထိန်းချုပ်တဲ့နည်းတွေလည်းပိုကောင်းလာတယ်အဲ့လိုနဲ့အခုလို့ခင်မိနည်းပညာတွေတအားတုံးလာပြီးဒီတူရဲ့ဝဲလွားကအစာပေါင်းများစွာတက်လာတဲ့အခါကျတော့ဒီဟုတ်ကအစင်တင်ဖြစ်နေပြီအဲ့ဒါပေါ့ သူကပြိုင်ဖက်တိတ်မရှိသလောက်အားသာချက်ကြီးနေခင်နေလားဒီနေရာတကယ့်ကိုစိတ်ဝင်စားစရာပဲဒီအားသာချက်ကဘလူမျိုးမဟာဗျူဟာမျိုးအတိုးဆက်တွေဖြစ်လာတဲ့အထူးသဖြင့်ဟို American တရုတ်ဂုံတလဲရီတင်းမောင်မှုတွေဖြစ်လာတဲ့အထားမှာပေါ့ဟုတ်ကဲ့ဆောင်ဘွားကအဲ့ဒီအချက်ကိုအဓိကထောက်ပြထားတယ် Trump သမ္မတဖြစ်လာပြီးနောက် American ကတရုတ်ပစ္စည်းတွေပေါ်အခွန်တွေတက်လိုက်တဲ့အခါဂုံတလဲရီစစ်တွဲလို့ဖြစ်လာတယ်လीဟုတ်အဲ့ဒီအချိန်မှာဒီဥပကလည်းတုံ့ပြန်တဲ့အနေနဲ့ ူလက်ထဲကဒီမြေရှားတတုကတ်ကိုတုံးခဲ့တယ်လို့ဆိုတယ်ဘလို့မျိုးဘလို့မျိုးတုံပြန်ခဲ့တာလဲပို့တာကြီးရက်လိုက်တာလားကန့်တက်လိုက်တာလုပ်ငန်းစဉ်တွေတင်းကျပ်လိုက်တာမျိုးတွေလုပ်ခဲ့တယ်ဟုတ်ကဲ့အဲ့ဒီအကျိုးဆက်ကအမေရိကန်ရဲ့စက်မှုလုပ်ငန်းတွေအထူးသဖြင့်နီးပညာမြန်ပစ္စည်းတွေကာကွယ်ရေးဆိုင်ရာပစ္စည်းတွေထုတ်တဲ့လုပ်ငန်းတွေအပေါ်မှာချက်ချင်းတက်ရောက်မှုရှိခဲ့တယ်ဗျာဟာဒါဆိုရင်တော့အတော်လေးဒုက္ခရောက်သွားမှာပေါ့မှန်ပါတယ်စောင်းမအရဆိုရင်တော့ နောက်ဆုံးမှာ Trump အစိုးရဘက်ကဂျေယုတ်နဲ့ပြန်ညီတဲ့အခါတချို့နေရာတွေမှာအလျှော်ပစ်ခဲ့ရတဲ့အထိဖြစ်ခဲ့တယ်လို့ဖော်ပြထားတယ်။ဒါဂျေယုတ်လက်ထဲမှာဒီတပ်တူတွေနဲ့ပတ်သက်ပြီးဘလောက်ထိဩဇာရှိနေပြီလဲဆိုတာကိုပြလိုက်တယ်လို့ပဲ။ Ừm ဒီဖြစ်တဲ့ကတခြားနိုင်ငံတွေအတွက်လည်းတင်ကန်းစာကြီးဖြစ်သွားမှာပဲနော်။ကိုယ့်ရဲ့အရေးကြီးတဲ့ကုန်ကြမ်းကိုတနိုင်ငံနဲ့အပေါ်မီခိုနေရလားဘလောက်အန္တရာယ်များလဲဆိုတာအဲ့ဒါကြောင့်ပဲဗျ။အမေရိကန်ရောဥရောပရော တခြားအာရှနိုင်ငံတွေကပါ တရုတ်ပေါ်ဒီလိုမီခိုနေရတာကိုမြန်ဆုံး short ချဖို့နီလန်းတွေအသေးအံရှာလာကြတာလားဒါပေမဲ့လွယ်တော့မလွယ်ဘူးပေါ့ဘယ်လိုမျိုးစူးစမ်းနေကြလဲစုံပါတဲ့မဥပမာတွေပါသေးလားပါတယ်ဗျဥပမာအောက်တိုဘာ22ရက်နေ့ကအမေရိကန်နဲ့ဩစတြေးလျတို့ပေါင်းပြီးတော့အနောက်ဩစတြေးလျမှာရှိတဲ့မြေရှားတပ်တူတိုက်တွေကို2 for 2လို့ဖော် ဒေါ်လာဘီလီယံနဲ့ချီတဲ့ project တခုသဘောတူခဲ့ကြလဲ။အော်ဟုတ်ကဲ့။ Australia ကတတ်တူရိုင်းတူဖော်မှုမှာတော့အားကောင်းပဲမဲ့အဲ့ဒါကိုတန့်စင်တဲ့အပိုင်းမှာတော့သူတို့လည်းတရုတ်ကိုမိခိုနေရတာတွေရှိသေးတယ်။ဟုတ် Trump က Ukraine မှာတော့စိတ်ကူးရှိခဲ့ရဆိုလားစစ်ပီးရင်တူဟုတ်ပေါ့။အင်းအဲ့လိုတဲ့င်းနေထွက်ခဲ့တယ်။ဒါပေမဲ့ဇေဝတ်လီလာသူတွေအများစုကမြင်ပါကတော့ ဒီလိုတတ်တူတိုက်အသစ်တွေရှာတာတူတာတခုတည်းနဲ့မလုံလောက်သေးဘူးဆိုတာပဲဘာလို့လဲရှိဘာလို့လဲဆိုတော့အဓိကအခက်တခဲကအဲ့ဒီတန့်စင်ထုတ်လုပ်မှုအပိုင်းမှာရှိနေလို့ပဲအဲ့ဒီမှာတရုတ်ကဆယ်စုနှစ်နဲ့ရှိပြီးယင်းနည်းမျိုးနှံထားတဲ့အတွေ့အကြုံနီးပညာလော့ကဒေါင်းအင်အားအဲ့ဒါတွေမှာတခြားနိုင်ငံတွေထက် အများကြီးတားနေပြီဆိုလိုတာကတခြားနိုင်ငံတွေကတရုတ်စီကဝေရတာလွဲနေတော့သူက အဲ့ဒီတန့်စင်တဲ့အလုပ်ကိုတိတ်တိတ်လေးကျွမ်းကျင်အောင်လုပ်ထားလိုက်တာပေါ့နော်တတိမထမိလိုက်ကြဘူးဆိုတဲ့သဘောလားအဲ့လိုပြောလို့ရတယ်ဗျတော်တော်များများကအဲ့လိုပဲတုံ့တက်ကြတယ်ကိင်္ဂနနေရဆိုတရုတ်ကကဘာမြေရှားသတ်တူတူဖော်မှုရဲ့90ရာခိုင်နှုန်းလောက်လုံနေတယ်ပိုအရေးကြီးတာကတန့်စင်ပြီးတာထုတ်ကုန်ရေခွက်ရဲ့90ရာခိုင်နှုန်းလောက်ကိုသူကထိန်းချုပ်ထားတယ်90ရာခိုင်နှုန်းဟုတ်ကဲ့တကယ့်ကိုကြီးမားတဲ့လွှဲမှုမှုပဲဟုတ်တယ်ဒီအချိန်နေကအခုထိတင်းမမှုပဲဆက်ရှိနေတော့ဗလားရှိနေတော့ပဲဗျမကြတဲ့ကိင်္ဂကပဲ တရုတ်ကဟိုဘက်ထရီအတွက်အရေးပိုင်းရဲ့ graphite လို့တတ်တူမျိုးကိုပုံကုန်စီးမင်းနေတင်းကြလိုက်ခဲ့တယ်။ဟုတ်။အဲ့ဒီအခါမှာ Trump ကလည်းကျိုးကုန်စီတွေကိုအခွန်ရာဝန်တိုးမယ် AG ရဲ့ software တွေပိတ်မယ်ဆိုပြီးပြန်ချင်းချောက်ထားတယ်ရှိခဲ့တယ်။နောက်တော့ကျုပ်တစီးမင်းတချို့ပြန် short ပေးခဲ့တယ်ဆိုပေမဲ့ဒီလိုမျိုးအခြေအနေကအချိန်မျိုးပြန်ဖြစ်နိုင်တယ်ဆိုတာကို American ကကောင်းကောင်းသိသွားပြီ။ဒါက American တနိုင်ငံတည်းဂျုံနေရတာတော့မဟုတ်တော့ဘူးထင်တယ်နော်။မဟုတ်ဘူးဗျ။ ဥရောပသမဂ္ဂ EU ကလည်းဒီကိစ္စကိုအတော်လေးစိုးရိမ်နေတယ်။အောက်တိုဘာ28ရက်တုန်းက EU ရဲ့ကွန်တွယ်ရဲ့အကြီးအကဲကကျုပ်ရဲ့အဲ့ဒီပိုးကွန်ကန့်သက်ချက်အသစ်တွေနဲ့ပတ်သက်ပြီးကျုပ် CY ဝန်ကြီးနဲ့ Brussels မှာအရေးကြီးတွေ့ဖို့လုပ်ခဲ့တာပဲကြီးတယ်။ဟုတ်ကဲ့။နောက်ပြီးဒီမြန်ရှိုင်းသက်သူတွေကအခုခေတ်ရဲ့အသင်းနှလုံးဖြစ်တဲ့ semiconductor တွေ chip တွေထုတ်လုပ်ဖို့လဲလိုတယ်မို့လား။ဟုတ်ကဲ့။အဲ့တော့အမေရိကန်ကကျုပ်ကိုနှီးပညာမြင့် chip ကြီးမရောင်းအောင်ပိတ်ဆို့လာတဲ့အခါ ကျုပ်ကလည်းတုံ့ပြန်တဲ့နေနဲ့ chip ထုတ်ဖို့လိုတဲ့မြေရှားသတ္တုတချို့ဥမာ gallium germanium ကို American နဲ့သူ့မဟာမိတ်ဒီစီပို့တာကိုကန့်တက်လိုက်တယ်။အပြန်လန့်ပေါ့နော်။ဟုတ်တယ်။ဒါကိုသတ္တုနဲ့ chip တိုက်ပွဲလို့တောင်းခေါ်ကြတယ်လေ။ပြီးခဲ့တဲ့ April လတုန်းကလည်းကျုပ်ကမြေရှားသတ္တုအုပ်စုဝင်တတ္တုခုနှစ်မျိုးကိုကန့်တက်ဖို့ကုန်စည်ရင်တဲ့ထပ်ထည့်လိုက်တယ်။ ဒီအမေရိကန်ကျုပ်အားပလိုင်မှုရဲ့ဂရက်ကတခြားနိုင်ငံတွေပေါ်ဘလို့တက်ရောက်လဲစောင်းမမပြောထားတာရှိသေးလားရှင်ရှိတယ်ဗျာကဘာနန့်ကိုရိုက်ခတ်တယ်လို့ဆိုရဲဥမာကားကုမ္ပဏီတွေလင်းရင်နဲ့စစ်လက်နဲ့စက်ယုံတွေအကုန်ထိခိုက်နိုင်တယ်ဟုတ်ကဲ့ဥယောပါလို့အာရှလို့ကစက်မှုလုပ်ငန်းတွေမှာကုန်ကျန်းရှာလာတာဈေးတက်လာတာတွေကြောင့်ကုန်ကြားစရိတ်တွေတက် ထုတ်လုပ်မှုတွေနှောင့်နေတယ်အဲ့ဒါမျိုးတွေဖြစ်လာတယ်ပေါ့တခါတလေ အင်အားကြီးနှစ်နိုင်ငံကြားကပြဿနာမှာတခြားနိုင်ငံလေးတွေကကြားညပ်တီမြေစာပင်ဖြစ်ရတာမျိုးပေါ့ဗျာဒါဆိုရင်တခြားနိုင်ငံတွေကတော့အနောက်ဥစုမဟုတ်တဲ့နိုင်ငံတွေပေါ့သူတို့ကတော့ဒီမိကုမှုကိုလော့ချဖို့ဘယ်လိုစူးစမ်းနေကြလဲစူးစမ်းနေကြတယ်ဗျာဥပမာအိန္ဒိယလိုနိုင်ငံမျိုးပေါ့သူတို့ကလည်းကိုပိုင်မြေရှားတတ်တုထုလုပ်မှုကွင်းဆက်တစ်ခုလုပ်နိုင်ဖို့စူးစမ်းနေတယ်သူတို့စီမှာလည်းတတ်တုတိုက်တချို့တော့ရှိတယ်ဟုတ်ဒါပေမဲ့အဓိကကခုနကပြောသလိုပဲ တန့်စင်ရဲ့နီးပညာနဲ့အခြေခံအဆောက်အုံတိစောက်ဖို့လိုအပ်ချက်ပေါ့တတ်တူတိုင်းတွေတင်သွင်းပြီးပြည်တွင်းမှာတန့်စင်မယ်ဆိုတဲ့အစီအစဉ်တွေရှိပေမဲ့ကျေအိုးရဲ့နှစ်ပတ်များစွာလုံလာတဲ့ချွမ်းကျင်မှုထုတ်လုပ်မှုအမြင်နှုန်းကုန်ကြစည်ရဲ့တတ်တာမှုဒါတွေကိုရှင်းနိုင်ဖို့ကတော့အချိန်တော်ယူအောင်မယ်လို့သုံးတတ်ကြတယ်နိုင်ငံတကာဖွဲ့စည်းတဲ့အနေနဲ့ရောအာဆီယံတို့ G7 တို့လိုအဖွဲ့တွေကတော့ဘယ်လိုလှောက်ရှားကြလဲသူတို့လည်းဒီကိစ္စရဲ့အရေးပါပုံကိုကောင်းကောင်းသဘောပေါက်လာကြပါပြီ။ ဒူဖော်ရေးတန့်စင်ရေးဖြန့်ဖြူရေးတွေမှာအဖွဲ့ဝင်နိုင်ငံတွေပူပွေပူပေါင်းဆောင်ရွက်ဖို့ယင်းနည်းမြန်နမိုးတွေပူလို့ဖို့အစီအစဉ်တွေကြီးညာလာကြတယ်။အင်းရေရွယ်ချက်ကတော့အတူတူပဲပေါ့ဒီုတ်ကိုမိခိုမှုရှို့ချဖို့ဟုတ်တယ်အဲ့ဒါပဲဒီနေရာမှာ not that စိတ်ဝင်စားဖို့ကောင်းတဲ့အဖွဲ့တစ်ဖွဲ့က breaks အဖွဲ့ပဲအော် breaks ဟုတ်ကဲ့ဘရာဇီးရုရှားအိန္ဒိယတရုတ်တောင်အာဖရိကာ မူလ၅နိုင်ငံအပြင် အခုအဖွဲ့ဝင်အသစ်တွေပါတိုးလာပြီလေအင်ဒိုနီးရှားဆော်ဒီ UAE တို့လိုနိုင်ငံတွေပါလာပြီသူတို့ကအနောက်နိုင်ငံတွေစီးပွားရေးလွှမ်းမှုမှုကိုတံပြန်ဖို့ဆိုပြီးရွေးချက်နဲ့ဖွဲ့ထားတာဟုတ်ကဲ့ BRICS ကဒီမြေရှားတပ်တို့ကိစ္စမှာဘလို့အရေးပါလာနိုင်တယ်လဲရှင်တရုတ်ကိုယ်တိုင်ကဒီအဖွဲ့ဝင်မှာအဓိကကစားတော်မှထင်တယ်လေပြီးတော့တခြားသယံဇာတာဘောရစ်နိုင်ငံတွေဘရာဇီးရုရှားလည်းပါတယ်ဆိုတော့ BRICS ကဒီမြေရှားတပ်တို့ပါဝါရာကြည့်ရင် အတော်လေးအင်အားကြီးတဲ့အစုအဖွဲ့ဖြစ်လာနိုင်တယ်။ဟုတ်ကဲ့။ဆောင်းပါးတွေကကင်းကနန်းတချို့ပြန်ကြည့်ရရင်လေတရုတ်ကတန့်စစ်မှုမှာအပြတ်အသတ်ဦးဆောင်နေတာ။ဥပမာခုနပြောတဲ့ graphite တန့်စစ်မှုရဲ့65%တန်လဲ့အတွက်လိုတဲ့မြေရှားသတ္တုတန့်စစ်မှုရဲ့60%ကျော်။ဒါရီအကုန်တရုတ်လက်ထက်မှာ။ Hmm bricks တဖွဲ့လုံးအနေနဲ့ဆိုရင်ကမ္ဘာမြေရှားသတ္တုရိုင်းတိုက်စုစုပေါင်းရဲ့85%လောက်ကိုပိုင်ဆိုင်ထားတယ်လို့ခန့်မှန်းကြတယ်။အဖွဲ့ဝင်တက်တွေကလည်းအားဖြည့်ပေးနိုင်တယ်။ အင်ဒိုနီးရှားဆိုနီကဲမကပတ်ထိတ်တန်းဆော်ဒီ UAE ကငွေကြေးရင်းနှီးမှုနှမှုအင်အားရှိတယ်ဒါပေမဲ့တခုရှိတာကအင်ဒိုနီးရှားရဲ့နီကဲတန့်စင်ဆက်ယုံတတော်များများကိုလည်းတရုတ်ကပဲရင်းနှီးမှုနှံထားတာမျိုးတွေရှိတယ်ဗျာပြီးခဲ့တဲ့ဇူလိုင်လ BRICS ထိပ်တီးစည်းဝေးမှာအိန္ဒိယဝန်ကြီးချုပ်မိုဒီကဒီအကြောင်းပြောသွားသေးတယ်နော်တယန်ဇာတာကိုလက်နက်လုံးမတုံးသင်ဘူးဆိုတာမျိုးဟုတ်ပါရဲ့မိုဒီကတည်ငိမ်စိတ်ချရတဲ့တတ်တူကုန်ကြမ်းတံပေါ်မှုကွန်းလက်တီလိုအပ်တဲ့ဆိုတာကိုအလေးဖေးပြောခဲ့တယ် ဒါပေမဲ့လက်ရှိအချိန်ထိတော့ BRICS အဖွဲ့အစည်းမှာဒီမြေရှားသတ္တုနဲ့ပတ်သက်ပြီးအားလုံးသဘောတူထားတဲ့တိကျခိုင်မာတဲ့မဟာဗျူဟာမျိုးတော့မရှိသေးဘူး။ဟုတ်ကဲ့။တကယ်လို့သာသူတို့ရဲ့အင်အားတွေကိုစူးစီးပြီးစနစ်တကျတုံ့နိုင်ခဲ့ရင်တော့ကမ္ဘာစိတ်ကွက်အပေါ်လွမ်းမှုမှုကအနောက်နိုင်ငံတွေရဲ့အတွက်တကယ်စိန်ခေါ်မှုကြီးဖြစ်လာမှတည်ထားတယ်။ဒါပေမဲ့အဖွဲ့အစည်းမှာလည်းကိုပိုင်အားပြိုင်မှုတွေရှိတယ်လေ။ဥမာအိန္ဒိယနဲ့တရုတ်ကြားကဆက်ဆံရမျိုးပေါ့။ တငယ်ချင်းရန်သူလို့ဖြစ်နေတော့တကယ်တမ်းလက်တွေ့ဘူးယုံကြည်မှုတိဆောက်ရတာခက်ခဲနိုင်တယ်လို့လည်းသုံးသပ်ကြတယ်။တယောက်ကတော့အရင်ကဒီလိုမြေရှားတတ်တူလေးကိုမဟာဗျူဟာလက်နက်လို့သုံးခဲ့ဘူးလေတာသကရှိခဲ့ရလားရှင်။ဒီတစ်ခါမှပထမဆုံးတော့မဟုတ်တော့ဘူးနော်။ရှိခဲ့ဘူးပါတယ်ဗျာ။စောင်းပါးထဲမှာ2010ခုနှစ်ကဖြစ်ရတဲ့ကူကို ဖော်ပြထားတယ်။အဲ့ဒီတုန်းကကျောက်နဲ့ဂျပန်ကြားမှာရေးပိုင်တဲ့အရင်ပွားမှုထက်ခဲ့တယ်။အဲ့ဒီမှာကျောက်ကဂျပန်ကို မြေရှားတတုတင်ပို့တာကိုရုတ်တရက်ရက်လိုက်တယ်။အော်ဟုတ်ကဲ့။အဲ့ဒါကြောင့်ဂျပန်ရဲ့နီးပညာမြင်ဆက်မှုလုပ်ငန်းတွေအထူးသဖြင့်ကားလုပ်ငန်းတို့အီလက်ထရောနစ်လုပ်ငန်းတို့မှာတော်တော်လေးကြာရိုက်ထွားခဲ့ပူတယ်။ဒါဆိုသူတို့ကလိုအပ်ရင်ဒီကကိုထုတ်သုံးဖို့ဝင်လင်းမှမဟုတ်ဘူးဆိုတဲ့သဘောပဲပေါ့။အမေရိကန်ကိုလည်းအချိန်နှိမ့်တင်မှလာရင်ဒီလိုလွတ်နိုင်တယ်လို့အရေးယူရပြခဲ့ပူတယ်ဆိုတော့ဟုတ်ပါတယ်။အဲ့ဒီဖြစ်ရတွေကတခြားနိုင်ငံတွေအတွေ့ အချက်ပေခေါင်းလောင်းတန်လို့ဖိခဲ့တာပေါ့ဒီတော့ခြုံမိပြန်ကြည့်လိုက်ရင်တခြားအင်အားကြီးနိုင်ငံတွေကတတိမထားမိချင်းဒါမှမဟုတ်ပုံဝင်ကျင်ပြဿနာကြောင့်ရှောင်နေချင်းမှာတရုတ်ကဒီအခွင့်အရေးကိုဆယ်စုနှစ်တွေနဲ့ချီပြီးတိတိလေးအတုံးချဈေးကွက်ကိုထိန်းချုပ်နိုင်အောင်တည်ဆောက်ခဲ့တယ်အခုကျတော့ဒီမဟာဗျူဟာအားရတဲ့တတုတွေကိုကင်ပြီးကမ္ဘာဇက်ခုံမှာပို့ပြီးအတန်ကျဲကျဲပြောနိုင်တဲ့အနေထားရောက်လာပြီလို့ဆိုနိုင်မလားအတိုင်းအတာတစ်ခုထိတော့ဟုတ်ပါတယ်ဗျာတရုတ်ခေါင်းဆောင်တွေရဲ့ပြောဆိုမှုတွေကိုကြည့်ရင်လည်း ဒီသဘောကို တွေ့ရတယ်။ရှန်ဟိုင်ပူပေါင်းဆောင်ရွက်မှုအဖွဲ့ SCO အစည်းအဝေးမှာသမ္မတရှီချင်းဖျင်ပြောဆိုလိုပို့တရုတ်ကပိုပြီးများတာတဲ့ကြောင်းကျူးစည်းလို့တဲ့ကမ္ဘာစီမံအုပ်ချုပ်မှုယဉ်ကျေးတာတခုဖြစ်လာဖို့ကူညီခြင်းနဲ့ဆိုတာမျိုးပို့ဒီလိုပြောနိုင်တဲ့နောက်ွယ်မှာသူတို့လက်ထဲကဒီလိုမဟာဗျူဟာအားတချက်တွေကလည်းဤရဲ့ပါတဲ့အခန်းကဏ္ဍကပါနေမှာပဲဘူထင်ရလေဒီမေရှားတက်တူတွေကအခုခေတ်ကမ္ဘာနီးပညာစီးဆင်းမှုရောပထဝီနိုင်ငံရဲ့အပြိုင်မှုတွေမှာပါ ဘလောက်တောင်အရေးပါနေတယ်လဲဆိုတာရှင်းရှင်းလင်းလင်းမြင်လာရပါရဲ့ရှင့်ချီယွန်းရဲ့တောစာလွှဲမိုးမှုကလည်းအတော်လေးအမြင့်တွင်နေပြီတခြားနိုင်ငံတွေကမိခုံမှု short ချဖို့စူးစမ်းနေပြီမဲ့စင်ခုံမှုတွေကတော့အများကြီးရှိနေတော့ပဲဟုတ်ကဲ့ရှစ်ဆက်ပြီးစိတ်ဝင်စားစားဆောင်ကြည့်ရမှာကတော့တရုတ်နိုင်ငံကသူတို့ရထားတဲ့ဒီမြေရှားတပ်တုထိန်းချုပ်နိုင်စွမ်းကိုဘယ်လိုပုံစံနဲ့ဆက်ပြီးအသုံးချသွားမလဲဆိုတာပါပဲ သူတို့ပြောသလိုမျိုးပို့ပြီးမြတာတဲ့ကဘာစနစ်ထလာရဲ့အတွက်အပြုသဘောဆောင်တဲ့ဘက်ကနေသုံးမလားဒါမို့ကိုယ့်နိုင်ငံရေးစီးပွားရေးကြိုးစီးပွားအတွက်ဖိအားပေးတဲ့လက်နက်တခုလိုပို့ပြီးအသုံးချလာမလားဆိုတာကသူတို့ရဲ့ယက်တီချက်အစ်မန်ကိုပြမယ်မကြောက်တခုဖြစ်လာနိုင်ပါတယ်ဗျနောက်ဆုံးအနေနဲ့လေဒီဆောင်းမားကပေးတဲ့အချက်တွေပေါ်မူတည်ပြီးစဉ်းစားစရာလေတခုခြံထားခဲ့ခြင်းပါတယ်ရှင်အခုနိုင်ငံများစွာတန်စားရရှိနေတဲ့လမ်းကြောင်းတွေကိုကွဲပြားအောင်စူးစမ်းနေကြတယ် ိုပိုင်တက်တုတ်တိုက်တွေရှာနေကြတယ်တူးဟုတ်လွတ်နေကြတယ်ဒါမဲ့ဆောင်းပါးကအဓိကအထောက်ပြနေရကတေလုံးရဲ့တကယ့်အားတာချက်ကတက်တုရိုင်းပိုင်ဆိုင်မှုတက်တက်ထက်တန်စင်ရေးနိပညာနဲ့အတွေ့အကြုံမှာပူပြီးအားကောင်းနေတယ်ဆိုတာပဲဆိုတော့ တပ်တွတိုက်အသက်တွေရှာတွေ့ယုံတူးယုံနဲ့တကယ်ပဲပြပနာကပြည်လဲလောမှာလားဒါမှမဟုတ်တယုတ်ကဆက်စုနစ်တင်နဲ့ချီပြီးကျွမ်းကျင်အောင်လုံလာတဲ့အင်မတန်ရှုပ်ထွေးပြီးပဝန်းကျင်မှုလည်းအယံကူးဆိုင်ကြိုက်တွေရတဲ့အဲ့ဒီတန်ဆင်ထုတ်လုပ်မှုအဆင့်ကိုယ်တိုင်ကိုကျွမ်းကျင်အောင်လုပ်နိုင်ဖို့ကတကယ်စင်ခုံမှုအစ်အမှန်ကြီးဖြစ်နေမလားအဲ့ဒီမိခွန်းလေးကို စက်ပြီးစဉ်းစားကြည့်ဖို့ခြံထားခဲ့ခြင်းပါလေရှင်